စစ်တပ်ရဲ့ဖိအားပေးမှုတွေကြားတဲ့ကပဲအတန်တိတ်တပည့်ကိုနိုင်ငံတော်ဝန်လုံးကပြည်သူလူထုတို့ကပူပေါင်းပါဝင်ခဲ့ကြပြီးအတန်တိတ်တပည့်အောင်မြင်ခဲ့ကြောင်းသိရပါတယ်။ဝေဝေတည်င်းပေးပို့ထားပါရှင်။2025ခုနှစ်ဒီဇင်ဘာလ10ရက်အပြည်ပြည်ဆိုင်ရာလူခွင့်ရည်နေမှာပြုလုပ်တဲ့၅ချိန်မြောက်အတန်တိတ်တပိတ်လှုပ်ရှားမှု Silent Strike မှာမပါဝင်ကြဘူးစစ်တပ်ကဖိအားပေးနေတဲ့ကြားကပဲ နိုင်ငံတော်ဝန်ကပြည်သူလူထုကပူပေါင်းပါဝင်ခဲ့ကြပါတယ်။ရန်ကုန်မှာလည်းစစ်ဆိုင်တွေဖွင့်ဖို့ပြားပေးနေတယ်လို့မဖွင့်တဲ့ဆိုင်တွေကိုလည်းစစ်ဆေးမင်းမျက်နှာတွေပြုလုပ်ခဲ့ပေမဲ့ရန်ကုန်ကပြည်သူလူထုကတော့အတန်တိတ်တပိတ်မှပါဝင်ခဲ့ကြပါတယ်။တချို့ကဈေးဆိုင်တွေကအတန်တိတ်တပိတ်ရှိရဆိုမဖွင့်ကြဘူးလေ။အဲမခွင့်တဲ့ဈေးဆိုင်တွေကိုဘာလို့မခွင့်လဲဆိုပြီးတော့အဲ့လိုနည်းနည်းသူစစ်ဆေးတွေတုံးနေရမျိုးရှိတယ်။အရင်ကဆိုင်တော့နည်းနည်းတော့လူနည်းနည်းပြက်သွားတယ်။ အများကြီးတော့မဟုတ်ဘူးเนาะအသွားလာတိတ်မရှိဘူးအင်းပေါ့ဘယ်လိုပဲဖြစ်ဖြစ်ဟိုတားခတဲ့ကြားတွေကတော့ပြည်သူတွေကသူတို့မရရတဲ့နည်းနဲ့ဟိုရတဲ့လောက်လေးဒီလိုပဲဒီအတန်လေးတစ်ပြည့်မှာပါဝင်တာပေါ့ဟိုတချို့တွေလည်းဆိုင်းလေးပိတ်ပြီးပါဝင်တာပေါ့တချို့ကျလည်းအိမ်ထဲမှာနေတယ်ပေါ့ပြန်ဖတ်တဲ့နည်းနဲ့ပါဝင်ကြတာပေါ့ရန်ကုန်ရဲ့လူစီကားရနေရာတွေဖြစ်တဲ့စူးလေလေရန်တင်ငန်းကျွန်းတာမွေလှိုင်းသာယာရွှေပြည်သာစတဲ့နေရာတွေမှာလည်းဖျားပေးမှုကြောင့် ဈေးဆိုင်ခန်းတချို့သာဖွင့်လှစ်ထားပြီးလူသားလူလာက ပုံမှန်အခြေအနေထက်နေပါကြောင်းဒေသခံတွေရဲ့ပြောပြချက်ရသိရပါတယ်။ရန်ကုန်ပြည်မန္တလေး၊စကိုင်း၊မုံရွာ၊ဖားကန်၊မိုးကုန်၊မြောက်ဝတီစတဲ့မြို့တွေအပြင် နေရာတော်တော်များများမှာလည်းလူလူရဲ့ပူပေါင်းပါဝင်မှုကိုတွေ့ရှိခဲ့ရပါတယ်။မန္တလေးမှာလည်းမနက်ခင်းကြောင်သွားရုံသွားချိန်တွေမှာစစ်တပ်ကစီကားတရောင်ဖန်တီးခဲ့ပေမဲ့မန္တလေးရဲ့အတန်းတိတ်တပိတ်ကလည်းအောင်မြင်ခဲ့ကြောင်းသိရပါတယ်။ ဒီနေ့မနက်၈နာရီကျော်လောက်ကတော့ဒီကြော်သေးရှိမှာရဲတွေရဲ့တော့အပြာဝန်းဆက်တင်နေတနက်တည်းလည်းခိုင်းလာတယ်ပြည်သူစစ်တင်လာပါလေဒါတော့မသိဘူးသူတို့ကကားကြီးဟိုလမ်းတော်လောက်ထိပိတ်ရတာတော့အမကားကြီးစိုက်ကြီးကြက်နေတာဟိုတော့တပ်ပုံတွေရိုက်ယူနေကြတယ်လူစီကြောင်ပြရင်တော့မနက်၈နာရီကျော်ကြီးမန္တလေးမြို့အတန်းလေးတစ်ပတ်ကတော့ဦးချင်ကြီးတော့လမ်းနေမှာလည်းရှင်းလင်းနေတယ်။တိုင်းတချို့တို့လေတော့ဖွင့်လာတာပေါ့လေအချိန်လေးရရကြောင်ဖွင့်လာပြရတာပေါ့။ဒါပေမဲ့အတန်းလေးတွေပိတ်ပောင်းဝင်မှုကတော့တော်တော်အကောင်းပါနဲ့မန္တလေးကကျွန်တော်ကိုယ်တိုင်လည်း ုချိန်ထိအိမ်ထဲမှာပါပဲအခုတစ်ချိန်ပြုလုပ်တဲ့အတန်သေးတပိတ်ကရှေ့တစ်ချိန်တွင်နေနီတူအောင်မြင်ခဲ့တဲ့အတွက်ပြည်သူလူထုကတာဝန်ကျေချောင်းနေလူထုတာဝန်ကျေတယ်လို့တော်လိုင်းရင်မှာပါဝင်နေတဲ့အဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ်တွေလည်းအခုတက်ဖို့တာဝန်ကျေပြုံမှုလူချောင်းပြောရင်းနဲ့လူထုကိုကျေးဇူးတင်ကြောင်းဆရာနာရှင်စန့်ကျင်ရေးရန်ကုန်ရရာစုကကိုနန်းလင်းကပြောပါတယ် Silent Strike မှာပါဝင်ကြတဲ့ပြည်သူလူထုတရလုံးကိုလေးစားကျေးဇူးတင်ကြောင်းကျွန်တော်အလေးနဲ့ပြောလိုပါတယ် ခစ်ဆက်ဆက်မှာလူလူဟာတာဝန်ကျေခဲ့တယ်။ဒီနေ့မှာလည်းလူလူရဲ့တကယ်စူးစီးမှုညင်ညွတ်မှုပြဒီလောက်အခက်ခဲတွေအများကြီးကြားရတယ်နော်။အတနေ့တပိတ်ကြီးကို ပီလုံးကျွတ်ပါဝင်ပြီးတော့မှလူလူရဲ့နိုင်ငံရေးအန်တုမှုတကယ်လူလူရဲ့နိုင်ငံရေးလှုပ်ရှားမှုကြီးကိုကျွန်တော်တို့ပေါ်ထုတ်နိုင်ခဲ့တယ်လှုပ်ရှားနိုင်ခဲ့တယ်။စေအိုစုကနိုင်ငံရေးစီရပြန်ပြီးတော့ကောင်းထောင်လာပြီးပြန်ပြီးတော့အသာစီးရနေပြီဆိုတဲ့ပြောဆိုချက်တွေကိုလူလူရဲ့ဒီကနေ့လှုပ်ရှားမှုကနေ စေအိုစုမင်းအောင်လိုင်းဟာလူလူရဲ့ညီညွတ်မှုအောက်မှာအခြေမရေပြုတ်ကျသွားနိုင်တယ်ဆိုတဲ့သတင်းစကားကိုလည်းဒီနေ့လှုပ်ရှားမှုကနေပြက်ပြက်သားသားပြေးလိုက်တယ်လို့ကျွန်တော်ကတော့ပြောချင်တယ်အခုတစ်ခေါက်ပြုတ်လုတဲ့အတန်တိတ်တပိတ် Silence Strike ရဲ့ရည်ရွယ်တောင်းဆိုချက်၃ချက်ကတော့နိုင်ငံတော်အတိုင်းမြင်ငံနဲ့သမရာကြီးတို့ပါဝင်နိုင်ငံရေးကျင်းသားတွေကိုချွင်ချက်မရှိလွတ်ပေးဖို့ဆရာနာရှင်အသက်ဆက်ရှင်မှုလူငယ်တွေရဲ့အသက်ကိုချနိုင်နေတယ်အာဓမစစ်မှုထမ်းဥပဒေကိုရုပ်သိမ်းပယ်ဖျက်ဖို့နဲ့လာမယ့်၂၈ရက်နေ့မှာပြုလုပ်မယ့်ရွေးကောက်ပွဲဟာ ူရုဆန္ဒသဘောထားမပါဝင်ကြောင်းနဲ့ကန့်ကွက်ဆန့်ကျင်ကြောင်းပြသဖို့အတွက်ဖြစ်တယ်လို့သိရပါဗျ။ကျွန်မဝေပါ